မက်ဆီရဲ့ဂျာစီချွတ်အောင်ဝဲခံပြမှုကိုပြန်လည်လည်စားချေပြီးပိုကောင်းတဲ့ပုံစံနဲ့အောင်ဝဲခံပြဘူးတဲ့စိတ်ကြီးရနေလို့ပရိသတ်များလုံးမေးမိလားများရွှေရိုးအိုင်ဘက်ခွန်ရှိကောအွန်လိုင်းအကျင့်ကနေပြန်လည်ကြိုးလိုက်ပါရင်လီယိုနယ်မက်ဆီနဲ့ခရစ်စတီယာနိုရော်နယ်ဒိုတို့ရဲ့ပြိုင်ဆိုင်မှုပြင်းထန်ပုံကတော့ပြောမဆုံးအောင်တော်သုံးတော်ပါပဲဒီနေ့အောင်ကြားဖြစ်ပျက်ခဲ့သမျှတွေဟာပြောစမှတ်တွင်စရာတွေအများကြီးကိုဖြစ်ခဲ့တာပါဘာလို့သမားရဲ့အကောင်းဆုံးသောရှင်ပြိုင်မှုအဖြစ်ကတော့သူတို့နှစ်ဦးကိုမဖြစ်မနေတတ်မှတ်ရမှာပဲဖြစ်ပါတယ်လွန်ခဲ့တဲ့15နှစ်အတွင်းမှာသူတို့နှစ်ဦးက လွန်ဒီယောစုကို73ချိန်ရယူထားနိုင်တာပါမက်ဆီကစုစုပေါင်း8ချိန်ရပြီရော်နယ်ဒိုကတော့9ချိန်ရခဲ့တာပဲဖြစ်ပါရင်သူတို့နှစ်ဦးရဲ့အမြင့်ဆုံးရှင်ပြိုင်မှုကလာလီဂါပြိုင်ပွဲမှာဖြစ်ပြီးဘာစီလိုနာနဲ့ရီယယ်မက်ဒရစ်တို့ရဲ့ပြိုင်ဆိုင်မှုပြင်းထန်ခြင်းနဲ့တူဒီကစားမနှစ်ဦးကတူးချင်းရှင်ပြိုင်မှုကလည်းမထင်မဲ့လောက်အောင်ကြီးထွားခဲ့တာဖြစ်ပါရင်ရော်နယ်ဒိုယူနိုက်တက်မှာကစားစင်တုံးကလည်းမက်ဆီရဲ့ဘာစီလိုနာနဲ့အချိန်ချင်းရင်ဆိုင်ခဲ့ပူပေမဲ့သူတို့ကြားကပြိုင်ဆိုင်မှုကပရိသတ်တွေနဲ့မီဒီယာတွေထက်မှာအရင်ကြီးမကြီးထွားသေးပေမဲ့ရော်နယ်ဒိုရီယယ်မက်ဒရစ်စီရောက်သွားချိန်မှာတော့တဟုန်ထိုးကြီးကျယ်သွားခဲ့တာပါ ရန်နိုမန်စီကဘာစီလိုနာရီယယ်မက်ထရီတို့ရဲ့ရှင်ပြိုင်မှုကဘောလုံးသမားရဲ့လူစိတ်ဝင်စားမှုအများဆုံးနဲ့အကြိုက်ဆုံးလို့ကိုဖြစ်ခဲ့တာပါသူတို့နှုတ်ဟာလာလီဂါပြိုင်ပွဲမှာ2009ခုနှစ်ကနေ2018ခုနှစ်အထိ9နှစ်ကြာအကလစီကိုဒါဘီနဲ့အတူပြန်ဆိုင်မှုပြင်းထန်ခဲ့ပြီးပရိသတ်တွေလည်းပုံစံမျိုးမျိုးနဲ့ကိုရှူစားခဲ့ရပါတယ်2019ခုနှစ်တုန်းကမက်ဆီနဲ့ရန်နိုတို့ကြားထိခတ်ခဲ့တဲ့ကိစ္စတစ်ခုကလည်းလူစိတ်ဝင်စားမှုအများဆုံးနေတဲ့ကတစ်ခုဖြစ်ခဲ့ပါတယ် မက်ဆီကရီယယ်မက်ဒရစ်ပြိုင်သက်တွေရှိအန်ဂျီချွန်အောင်ပွဲခံပြခဲ့တာကိုရိုနယ်ဒိုကဘာစီလိုနာပြိုင်သက်တွေရှိပြန်လည်အောင်ပွဲခံပြကလက်စားချေခဲ့တာပါဘာစီလိုနာသင်းဟာ2019ခုနှစ်အော်ကက်စတာစပိန်ဆူပါပလာပရမအကျော်မှာရီယယ်မက်ဒရစ်ကိုအိမ်ကွင်းမှာအခင်ကစားခဲ့ရပါတယ်အဆိုပါပွဲမှာရိုနယ်ဒိုဟာပွဲထွက်ခွင့်မရခဲ့ပဲအရင်ကစားသမားအဖြစ်ပါဝင်လာခဲ့ပါတယ်ဂျာရက်ဘီကေကကိုအိုးကိုသွေးမိခဲ့တာကြောင့်ရီယယ်မက်ဒရစ်ကဥဆောင်ကိုရခဲ့ပြီးမက်ဆီကပနာဒီကနေဘာစီလိုနာအတွက်အခြေပါကိုပြန်သွင်းခဲ့ပါတယ်ဒီလိုနဲ့ပွဲကတင်ကြနေချင်းရိုနယ်ဒိုဟာလူစားဝင်လက်ကစားလာခဲ့ပါတယ်လူစားဝင်ပြီးတဲ့နောက်မှာ ရက်ဒိုဟာရီမန်ထွင်အတွက်အနိုင်ကိုကိုတိတ်ကိုလှပတဲ့ပုံစံနဲ့ကန်သွင်းယူခဲ့ပါရင်အဲနောက်မှာရက်ဒိုဟာသူ့ရဲ့အကြာစီကိုချုပ်ပြီးကန်နူကွင်းထဲမှာရှိတဲ့ဘာစီလိုနာပရိသတ်တွေကိုသူ့ရဲ့ကြွက်သားကိုညှိပြခဲ့ပါရင်အဲနောက်မှာဆယ်လုံးလာပြန်ပြီးတဲ့သူ့ရဲ့ဂျာစီကိုကန်မြောက်ပြကအောင်ဝဲခံခဲ့ပါရင်တကယ်တော့အဆိုပါအောင်ဝဲခံဟန်ကိုရနယ်ဒိုကတမင်တက်တက်ပြုတ်လုပ်လိုက်တာပါဘာဖြစ်လဲဆိုရင်တော့ 2019အေဗလာတော့ကကစားခဲ့လာလီဂါပွဲမှာမက်ဆင်ကရီယယ်မက်ဒရစ်ဘက်ကိုဂိုးသင်းပြီးဂျာစီချုပ်ကင်မြောက်ပြကအောင်ပွဲခံခဲ့တာကြောင့်လက်စားပြန်ချေလိုက်တာလည်းဖြစ်ပါရင်အေဗလာတော့ကလာလီဂါပွဲအဆင့်မှာဘာစီလိုနာဟာရီယယ်မက်ဒရစ်ကိုဆန်ဒီယာဂိုဘာနီဗျူးကွင်းထဲမှာလာရောက်ကစားခဲ့ရပါတယ်။အဆိုပါပွဲမှာဘာစီလိုနာကရီယယ်မက်ဒရစ်ကိုမက်ဆီရဲ့နောက်ဆုံးမိနစ်သွင်းဂိုးတွေနဲ့အတူ3ဂိုး2ဂိုးနဲ့နိုင်ခဲ့ပါတယ်။ဒီကုန်းနဲ့မက်ဆီယာဘာစီလိုနာကစားမဘွားဂိုး900ပြင်းပြောင်းခဲ့ပြီးဂျာစီကိုချွတ်ကရီယယ်မက်ဒရစ်ပြည်သက်တွေကိုပြသအောင်ပွဲခံခဲ့တာဖြစ်ပါရင် မက်ဆီနဲ့ဂျာစီချုပ်အောင်ပွဲခံခဲ့တာကြောင့်အဝါကက်ထိပါရင်ဒီလိုရက်ကိုရန်ဒိုကလာနေခဲ့ကြောင်းဩဂတ်စ်လမှာကစားခဲ့တဲ့စပိန်စူပါဖလားပွဲမှာလက်စားချီခဲ့တာဖြစ်ပါရင်ရန်ဒိုလည်းဂျာစီချုပ်တာကြောင့်အဝါကက်ထိခဲ့ပါရင်တိမချာငယ်မှာဒိုင်ကဟန်ဆောင်တိုင်ပင်ဖြစ်တယ်ဆိုပြီးအဝါနောက်တစ်ကက်ပြခဲ့တာကြောင့်ရန်ဒိုဟာအထုပ်ပဲခံနိုင်ရပါရင်ရန်ဒိုဟာအနီကပ်ပြခံခဲ့ရတာကြောင့်ကွင်းနယ်တိုင်ကိုစိတ်ဆိုးဒေါသထွက်စာတွန်းခဲ့မိပြီးနောက်ပိုင်းမှာ၅ပွဲပယ်ပြတဲ့အချမှတ်ခံရပါရင်ဒါပေမဲ့ဆိုအပွဲမှာ ရီယယ်ကဘာစီလိုနာကို၃ခုတခုနဲ့နိုင်ခဲ့ပါရင်ဒုတိယအချက်မှာတော့ရီယယ်မက်ဒရစ်ကအိမ်ခွေးမှာ၂ဂိုးပြန်နိုင်ခဲ့တာကြောင့်၂ချောပေါင်းရလဲ၅ခုတခုနဲ့ချန်ပီယံဖြစ်ခဲ့တာဖြစ်ပါရင်ဘရက်ဒိုနေနဲ့အင်ပယ်လာတို့ကမက်ဆီရဲ့ဂျာစီချုပ်ပြီးအောင်ပွဲခံဖို့ကိုလည်းလက်စားချနိုင်ခဲ့ပါရင်ဟုတ်ကဲ့ပါမြောင်ဗီလီကတော့လောက်ပါပဲနောက်နေ့မှာလည်းအားကစားလေးပတ်တဲ့သတင်းချောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page ကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကောင်းချုံလိုက်ရပါတယ်ခင်ဗျာ